တောကရဲ့အကြောင်းတရားကိုခြေခြေပြန့်ပြန့်လေးရှားကြည့်မယ်ပေါ့နော်မြတ်စွာဘုရားရှားဖွေးပြခဲ့တာလေးကိုဘုံဘုံတို့နော်မှတ်သားကြည့်ကြမယ်ပေါ့အဲ့ဒါဘုံဘုံဘယ်တုတ်တန်ကိုခြေခံပြီးတော့ပြောကျင်တော့ဆိုတော့ပိယဇာတိကတုတ်တန်ဆိုတာရှိတယ်အဲ့ဒါလေးကိုအနှစ်ချုပ်ပြီးတော့ပြောမယ်နော်တခါမှမြတ်စွာဘုရားတာဝိတိမျိုးဇေတွန်းကြောင့်မှတည်တဲ့တော့မြတ်စွာဘုရားစီကိုတခါတယောက်ကနော်မယောင်မလဲနဲ့ရောက်လာမျက်နာလည်းမသားမယားနဲ့နော် အဲ့လိုညှို့ညွှန်းငယ်ငယ်နဲ့မသားမယာနဲ့ရောက်လာတာမြတ်စွာဘုရားတနာကျင်တာတော်မူလို့မေးတာပေါ့လူဖြစ်လာတာတော့မျက်နာလည်းမသားမယာနဲ့ပေါ့နော်အဲ့တော့အဲ့ဒီတကကြီးကဘာပြောဆိုမြတ်စွာဘုရားတဲ့တပည့်တော်ရဲ့တူဦးရီတော်ตาလေးဆုံးသွားလို့အဲ့ဒါတပည့်တော်မှာနေ့စဉ်နဲ့အမျှနော်ငိုကြွေးရင်းနဲ့ပဲအချိန်ကုန်နေရတယ်ဆင်းရဲပင်ပန်းမှုနဲ့ပဲအချိန်ကုန်နေရတယ်အဲ့လိုလျှောက်တော့မြတ်စွာဘုရားက ဧဝမေတံဃာပတိဧဝမေတံဃာပတိနော်တခါကြီးဒါဒီတိုင်းပဲဒါဒီတိုင်းပဲတဲ့စကားကိုနှစ်ခွန်းထပ်ပြောတယ်ပြီးတော့ဗာဆက်ပြောလို့ဆိုတော့ပိယဇာတိကာဟိဃာပတိတောကပတိဒေဝဒုက္ခဒေါမနတုပါယတာပိယပပဝိကာတခါကြီးတဲ့တောကပတိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတယ်နော်ဆိုရင်ချင်းကိုကြွေချင်းကိုဆင်းရဲချင်းစိတ်ဆင်းရဲချင်းပြင်းစွာပင်ပန်းချင်းဆိုတယ်ဒီတရားတွေဟာပိယဇာတိကာချစ်ချင်းလျင်အမွန်အစားရှိတယ်နော် ပြီးရပပဝိကာနော်ချစ်ချင်းကိုအကြောင်းပြုပြီးတော့ဖြစ်ကြတာတဲ့ချစ်ချင်းကိုအကြောင်းပြုပြီးတော့တောကပိတိဝဒုက္ခဒေါမတတဥပယတာတရားတွေဆိုတာဖြစ်လာတာတဲ့အဲ့လိုမျိုးမြတ်စွာဘုရားပြောလိုက်တော့ဒကာကြီးကလက်တွေ့သူ့စိတ်ထဲမှာနော်နားလည်မယ်ဆိုရင်လွယ်လွယ်ကူကူနားလည်လို့ရတဲ့အကြောင်းအရာပင်ဖြစ်တော်လဲပဲနော်ဉာဏ်ပညာကအလွန်ကိုနဲတဲ့အတွက်ကြောင့်အဲ့ဒီအမှန်တရားကြီးကိုသူနားမလည်နိုင်ဘူးတကယ်ဆိုရင်သူချစ်တဲ့သားဆုံးလို့သူ့မှာဒုက္ခရောက်နေတာ ်ချက်ချင်းကြောင့်ဒုက္ခဖြစ်ရတယ်ဆိုတဲ့စကားကိုနော်သူသာပုံမှန်ဉာဏ်ရှိမယ်ဆိုရင်လွယ်လွယ်ကူကူလက်ခံနိုင်တယ်ပေါ့သို့တော့သူ့မှာအဲ့ဒီဉာဏ်မရှိဘူးသူ့ရဲ့အတွေ့အကြုံမှားနေတယ်သူကဘလို့တွေးတုံဆိုတော့ချက်ချင်းကြောင့်ဆင်းရဲတယ်ဆိုတာမဖြစ်နိုင်ပါဘူးပျက်စီးလို့သာဆင်းရဲသွားတာပေါ့သူဆက်ပြီးတော့မစင်သားမိတာကပျက်စီးတိုင်းဆင်းရဲသလားဘေးမှာပျက်စီးနေတာအပုံကြီးပဲလေကိုနဲ့မဆိုင်တော့သူ့သူပြက်နေတာပဲကိုယ်စိတ်ထဲဆင်းရဲမှုလားကိုမလားဟုတ်လား ပျက်စီးလို့ငိုကြွေးငိုကြွေးရတဲ့တန်းဆိုလို့ရှိရင်နေတိုင်းငိုနေုံရှိတော့တာပဲပျက်စီးမှုကအချိန်တိုင်းရှိနေတယ်ဟုတ်တယ်မဟုတ်လားလူသေးလို့ငိုတယ်ဆိုရင်နေတိုင်းငိုနေနာရီတိုင်းငိုနေမိနစ်တိုင်းငိုနေမိနစ်တိုင်းသေးနေတာပဲလူတွေဓမ္မကိုကိုချစ်တဲ့လူမသေးတော့မငိုဘူးပေါ့ကိုချစ်တဲ့လူသေးမှငိုမှာပေါ့ဟုတ်လားအဲ့လိုလွယ်လွယ်လေးစဉ်းစားနိုင်တာကိုသူ့အတွက်ခက်နေတယ်အဲ့တော့မြတ်စွာဘုရားကသူကမြတ်စွာဘုရားတဲ့ နောက်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ပင်ပန်းရတယ်စွန့်ရတယ်ငိုကြွေးရတယ်ဆိုတာဖြစ်နိုင်မှာဘူးတဲ့တကယ်စင်စစ်ချစ်ချင်းကြောင့်ตาရချင်းကြည်နူးချင်းချမ်းမြေ့ချင်းတွေသာဖြစ်ရတယ်ပေါ့ဟာဒါလည်းပဲအပေါ်ရန်ကြည့်တော့ဟုတ်တယ်လို့လို့ပဲနော်ဒီချစ်ခင်မှုကြောင့်ကြည်ကြည်နူးနူးနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေနေကြတာပဲလေနောက်ချစ်ချင်းရဲ့ရတာကိုခံစားပြီးတော့လူလောကကြီးမှာနော်ဒါနဲ့ပဲပျော်နေကြတာပဲများပါတယ်ဟုတ်လား तू ကလည်းအဲ့လောက်ပဲသိတာ ఓ အဲ့လိုမျိုး तू ကရှောက်တော်ရဲဆိုဘဲဟာဘာမှသူ့ကိုမပြောဘူး तू ကလည်းအဲ့ဒါ ဒဂါကြီးကြီးကလည်းခက်ရိုင်းရိုင်းသဘောမျိုးပါပဲဒီတိုင်းပဲထပြန်လာတယ်ထပြန်လာပြီးတော့မလှမကမ်းပါတဲ့မြတ်စွာဘုရားနဲ့မနီမဝေးလေးမှာတော့လောင်းကစားသမားတွေကကျွေးအံကစားနေတာရှိတယ်ဘုံတို့ကျွေးအံကစားတယ်ဆိုတာရှိတယ်နော်အဲ့ဒီကစားနေတဲ့ကစားဝိုင်းသားသူကရောက်သွားပြီးတော့မြတ်စွာဘုရားနဲ့သူနဲ့ပြောတဲ့စကားတွေကိုသူပြန်ပြောတယ်ရဟန်းဂေါတမကချစ်ချင်းကြောင့်စိုးရင်ရတယ်ငိုကြွေးရတယ်ဆင်းရတယ်ပင်ပန်းရတယ်လို့ပြောတာဒါမဖြစ်နိုင်တာကြီးတဲ့ချစ်ချင်းကြောင့်လောကကြီးမှာကြည်နူးရတာตายရတာ အဲ့လိုပြောတော့လောင်းဝန်းစားသမားတွေကလည်းဟာဟုတ်တာပေါ့ရဟန်းကုန်းမှာပြောတာတဘာဝမကြဘူးပေါ့နော်သင်ပြောတာတဘာဝကြတယ်အဲ့ဒါတရားစကားတရားနာပြန့်သွားလိုက်တာဒီစကားလေးကဘယ်ထိရောက်သွားတော့ဆိုတော့ကောသလမင်းကြီးရဲ့နန်းတော်ထိရောက်သွားတယ်အဲ့ဒါကောသလမင်းကြီးကဒီစကားကိုကြားတယ်ကြားတဲ့အခါကျတော့သိတဲ့အတိုင်းပဲကောသလမင်းကြီးကလည်းပဲတချို့နေရာတွေမှာခတ်တုံးတုံးမယ်လေအဲ့တော့သူကလည်းပဲအဲ့ဒီ တကြွယ်ပြောတာကိုပဲသဘောကျတယ်မြတ်စွာဘုရားပြောတာကိုမဖြစ်နိုင်ဘူးလို့ပဲသူကလည်းထင်တယ်။နောက်ချစ်ချင်းကြောင့်တားတယ်ကြည်နူးရတယ်လို့ပဲထင်တယ်။ဒါလည်းပဲသူ့ကြီးအပြစ်တင်လို့တော့မရဘူး။လူတော်တော်များများလည်းအဲ့ဒီထင်ရမသိမသာတော့ရှိနေတယ်။ဒါကြောင့်ချစ်ချင်းနဲ့မကင်းအောင်နေကြတာပေါ့။နောက်ချစ်ရင်ချမ်းသာလိမ့်မယ်ကောင်းတယ်ထင်လို့ချစ်ခင်နေကြတာလည်းရှိရပဲလေ။ဟုတ်တယ်မို့လား။အင်းအဲ့ဒါနဲ့သူကသူ့တယောက်တည်းဒီဥစ္စာကိုစိတ်ထဲမှာ နော်ကြားရမအီမလေးကြီးဖြစ်နေတဲ့အခါကျတော့ကောသလမင်းကြီးကသူချစ်ခင်မြတ်နိုးတဲ့နော်မန္လိကာမိဖုရားရှိတယ်မန္လိကာကိုသူကတော်တော်မြတ်နိုးတဲ့အထင်လဲကြီးတယ်ကောသလမင်းကြီးကသမန္လိကာတွေကိုသွားပြီးတော့သူကခက်ရွက်ရွက်လေးပြောမန္လိကာတဲ့မင်းတို့ရဲ့ယဟန်ဂေါရမကအမေဒီလိုလေးတောင်ပါတယ်ဟုတ်လားမင်းတို့ရဲ့ယဟန်ဂေါရမကဟုတ်လားသူယဟန်ဂေါရမမဟုတ်တူသူကသိလားမင်းတို့ရဲ့ယဟန်ဂေါရမကနော်ချစ်ချင်းကြောင့်စိုးရင်ရမယ်ငိုကြွေးရမယ်ပင်ပန်းရမယ်လို့ဆိုပါလားပေါ့ မဖြစ်နိုင်တာကြီးပေါ့အဲ့လိုပြောတဲ့အခါကျတော့မလိကာပညာရှိတယ်အဲ့တော့ဘာပြောလို့လဲစကားလေးကိုထိမ့်ပြောတယ်မင်းကြီးတဲ့ဒီစကားကတကယ်လို့မြတ်စွာဘုရားပြောတာတေးကြရင်ဒီစကားကဒီတိုင်းပဲဖြစ်လိမ့်မယ်တဲ့မြတ်စွာဘုရားပြောနှုတ်တော်ကပြောတာကိုသူနားနဲ့ဆက်ဆက်ကြားရတာမဟုတ်ဘူးလေတစင်ကြားစကားဆိုတော့ဒီစကားမြတ်စွာဘုရားပြောတယ်မပြောဘူးဆိုတာမသေးကြသေးဘူးလေအင်းစကားဆိုအဲ့လိုထိမ့်ပြောရတယ်ဟုတ်လားတချို့ကဘယ်သူကဘယ်လိုကပြောတယ်ဆိုရင်ကိုယ်လေးကြားရတာမဟုတ်နဲ့တန်းပြီးတော့ယုံလိုက်တော့တာပဲ ဒါအလွန်ဆန္ဒစိုးကြတဲ့လူတွေလို့ပြောရမယ်နော်ဟုတ်လားခွမလိကပြောတာလေနော်ဒေါက်တာမြတ်နိုးစရာကောင်းဒီစကားဟာမြတ်စွာဘုရားပြောတာတေးကြတဲ့ဆိုရင်ဒီစကားဟာဒီတိုင်းမှန်လိမ့်မယ်တဲ့ဟာအဲ့လိုပြောတော့ပိုးပြီးတော့ခံရခက်သွားတယ်ကောသလာကြီးကသူ့မထောက်ခံပဲနဲ့မြတ်စွာဘုရားကိုနော်မြတ်စွာဘုရားကိုပဲထောက်ခံနေတာ ਉਹ အဲ့တော့ဘာပြောလို့ဆိုတော့မလိကတဲ့မင်းဟာဆရာပြောသမျှမှန်မှမှန်မှနဲ့လိုက်နေတယ်တပည့်တယောက်လိုပဲတဲ့ရဟန်းကုရမပြောသမျှအမြဲတမ်းထောက်ခံနေတယ်ပေါ့နော် အဲ့လိုပြောပြီးတော့မန်းထုတ်တယ်ကောသလမင်းကြီးကမန်လိကောင်။မန်လိကလည်းစိတ်မကောင်းဘူး။အဲမင်းကြီးရဲ့ဘေးကနေသူထွက်သွားတယ်။ထွက်သွားပြီးတော့နာလိဇင်ကဆိုတဲ့ပုံနာရှိတယ်။သူစိတ်ချရတဲ့သူ့ရဲ့လူယုံတယောက်နော်။အဲ့ဒီပုံနာကိုမြတ်စွာဘုရားကြီးကိုလွှတ်တယ်။မြတ်စွာဘုရားကြီးကိုတွားကြည့်။ချစ်ချင်းကြောင့်ရှုရင်ချင်းကိုကြွေးချင်းကိုဆင်းရဲချင်းစိတ်ဆင်းရဲချင်းပြင်းစွာပင်ပန်းခြင်းတို့ဖြစ်ရတယ်ဆိုတဲ့စကားတော်ကိုမြတ်စွာဘုရားဟောပါသလားလို့ဖတ်ပြီးတော့ရှောက်ချီခိုင်းလိုက်တယ် ပြီးရင်မြတ်စွာဘုရားဟောသမျှပြောသမျှအကုန်လုံးကိုမှတ်ခဲ့ပြီးတော့ငါ့ကိုတလုံးကြံပြန်ပြောအဲ့ဒါနဲ့အဲ့ဒီဘုံနာမြတ်စွာဘုရားဒီရောက်သွားပြီးတော့အကျိုးကြောင်းလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားဟုတ်တယ်အဲ့ဒီစကားကိုငါပြောလိုက်တယ်အဲ့ဆက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီဘုံနာကိုစကားတွေအများကြီးပြောလိုက်တယ်အဲ့ဒီစကားတွေမလိကာတိရောက်သွားမယ်ဆိုတော့သိတာ哦ဟုတ်လားမင်းစဉ်းစားကြည့်တဲ့ချစ်ချင်းကြောင့်ဆင်းရဲရတယ်ဆိုတာတသက်ပြမယ်ရှင်ကုံတော်မကုံနိုင်ဘူးပေါ့မြတ်စွာဘုရားတသက်တွေအများကြီးပြတယ် ီမြို့ထဲမှာကိုပဲအမေသေးသွားလို့နော်စိတ်ဖောက်ပြန်သွားတဲ့တချို့သားသမီးတွေရှိတယ်။ဆင်းရဲလွန်းလို့ပင်ပန်းလွန်းလို့ကိုအလွန်ချစ်တဲ့မိခင်ဆုံးသွားတယ်ဘလို့မှလက်မခံနိုင်ဘူး။ပင်ပန်းနဲ့ငိုကြွေးတယ်တချို့စိတ်တောင်ဖောက်သွားတာရှိ။ဟောဖေးသေးသွားလို့ညီသေးသွားလို့အကိုသေးသွားလို့မောင်သေးသွားလို့နှမသေးသွားလို့အမသေးသွားလို့မြတ်စွာဘုရားအများကြီးဟောတယ်။ဟုတ်လား။အဲ့ဒါတွေကိုကြည်ချင်းအဖြစ်ချစ်ချင်းကြောင့်ဆင်းရဲရတဲ့ပင်ပန်းရတယ်ဆိုတာဘာမှနားမလည်နိုင်စရာမရှိဘူး။ မတခုပြောမယ်တဲ့ဟောဒီမြို့ထဲမှာကိုပဲနော်လူလင်လေးတယောက်နဲ့လုံမပြူလေးတယောက်အာချစ်ခင်မျက်နှိုးကြတဲ့အခါကျတော့မိဘတွေကသဘောမတူတော့ထွက်ပြေးကြတယ်အဲ့တော့နောက်တော့ဒီကလေးမလေးရဲ့အတိုင်းဝိုင်းတွေကဒါကိုရအောင်ခွဲမယ်ဆိုပြီးတော့နော်နင်တို့ကိုပေါင်းတည်မယ်ပြန်ပြီးတော့ထိမ်းမြပေးမယ်ဒါပေမဲ့အိမ်တော့ခဏလာအောင်ဆိုတော့ခေါ်သွားပြီးတော့နောက်ဒီပြင်ယောက်ျားတယောက်နဲ့ပေးစားမလို့လှုပ်လှုပ်တဲ့အခါကျတော့အဲ့ဒီကလေးမလေးကနော်သူ့ကောင်လေးတွေကိုလှမ်းပြီးတော့အကြောင်းကြားတာပေါ့ဒီလိုဖြစ်နေပြီလို့ပြောတော့အဲ့ဒီကောင်လေးက မရရအောင်သူ့စီရောက်လာပြီးတော့အဲ့ဒီမိန်းမကိုလည်းပဲဓာတ်နဲ့ခုတ်ပလိုက်တယ်ပြီးတော့သူ့ဘိုက်ကိုသူ့လည်းဓာတ်နဲ့ဖုတ်ခွဲပလိုက်တယ်ပေါ့နင်းနဲ့ငါနဲ့နောက်ဘဝကြမယ်ပဲစုံရမယ်ဆိုပြီးတော့အဲ့ဒီလိုမျိုးဒုက္ခတွေဖြစ်ကြတာအရင်စစ်လိုက်ရင်ဒါပါလဲပေါ့ချစ်ချင်းကြောင့်ဒုက္ခရောက်ကြတာအမင်းဆိုပဲပြောတာလေးတွေရိုးရိုးလေးတွေပါပဲဟုတ်လားအဲ့ဒီလိုပြောတော့အဲ့ဒီပုံနာကလည်းပဲမှတ်သွားပြီးတော့မဏိကမိဖုရားကြီးကိုအဲ့ဒီတိုင်းတလုံးမကျန်အကုန်လုံးပြန်ပြီးတော့သူတော်ဦးတင်တယ် ဲ့ဒီမှာမလိကမိဖုရားကနားလေသွားတယ်ဒါမြတ်စွာဘုရားပြောတယ်ဆိုတာလည်းသိကြသွားပြီမြတ်စွာဘုရားပြောလိုက်တဲ့အသေးစိတ်စကားလေးတွေမှတ်ပြီးတော့လည်းသူအကုန်သဘောပေါက်သွားတယ်အဲ့ဒါနဲ့မင်းကြီးတွေပြန်ပြီးတော့ခါးသားဝင်ပြီးတော့မင်းကြီးကိုနောက်ဒီစကားမှန်တဲ့အကြောင်းတသက်ပြမယ်ဆိုပြီးတော့မင်းကြီးကိုမေးတယ်မင်းကြီးတဲ့မင်းကြီးကသမီးတော်လေးဖြစ်တယ်နော်ဝစီတာနော်ဒီသမီးပြိုလေးကိုမင်းသမီးမင်းကြီးချစ်တယ်မဟုတ်လားမင်းကြီးရဲ့သမီးလေးရှိဟာချစ်တာပေါ့အဲ့လိုဆိုလို့ရှိရင်အဲ့ဒီသမီးတော်လေး တစုံတရာဖြစ်သွားမယ်ဒါမှမဟုတ်ဖောက်လဲဖောက်ပြန်ဖြစ်ပြီးတော့အသက်အန္တရာယ်ဖြစ်သွားမယ်ပျက်စီးသွားမယ်ဆိုမင်းကြီးဘယ်လိုနေမလဲတော့ဟာငါအကြီးကျယ်ဆင်းရဲမှာပေါ့ဆင်းရဲုံကငါအခက်မသိရင်စိတ်တောင်ဖောက်ချင်ဖောက်သွားနိုင်တယ်ပေါ့တေချာတာကတော့ငါအကြီးကျယ်ဒုက္ခရောက်ရလိမ့်မယ်ပေါ့အဲ့တော့မလိကမင်းကြီးမြတ်စွာဘုရားဒီအကြောင်းတွေကိုမြင်တော်မူလို့ချစ်ချင်းကြောင့်စွင့်ညားရတယ်ဆင်းရဲကြရတယ်ပင်ပန်းကြရတယ်လို့မြတ်စွာဘုရားဟောတာအဲ့ဒါဆက်ပြီးတော့တူးချင်းဒီမေးတယ်ဝါတပခတ္တိယမိဘုရားကိုမင်းကြီးချစ်လားဟာချစ်တာပေါ့ ဟာသူတစုံတရာဖြစ်သွားမယ်ဆိုရင်မင်းကြီးဘယ်လိုနေမလဲဟာငါဒုက္ခရောက်မှာပေါ့မင်းကြီးကျွန်တော်မျိုးမကိုပေါ့ချစ်ရလားဟာမင်းကိုလည်းချစ်တာပေါ့ဟာကျွန်တော်မျိုးမတစုံတရာဖြစ်သွားမယ်ဆိုရင်ကိုမင်းကြီးဘယ်လိုနေမလဲဟာငါဒုက္ခရောက်မှာပေါ့တဖြည်းဖြည်းနဲ့မင်းကြီးစီထဲမှာရှင်းသွားတယ်ပေါ့နော်ဟောဒီကာတိတိုင်းကောသလတိုင်းတိုင်းကြီးနှစ်ခုကိုမင်းကြီးချစ်လာပေါ့ဟာချစ်တာပေါ့ဒီတိုင်းပြည်ကြီးရှိနေလို့ငါပဲချမ်းချမ်းသာသာနေရတာဟာဒါကြီးတွေပေါက်ပြန်သွားမယ်တစုံတရာရဲ့လက်အောက်ကိုကြာသွားမယ်ပြည့်စည်သွားမယ်ဆိုရင်မင်းကြီးဘယ်လိုနေဟာငါယူတောင်ယူသွားနိုင်တယ်ဟုတ်လား အဲ့ဒီကြာတော့မှသဘောပေါက်ပြီးတော့ဟောတမေးပါသေးတယ်ဘုံဘုံတို့ဝိဓုရူပမင်းသားကလည်းသူ့သားပဲလေဝိဓုရူပစစ်သူကြီးကိုချစ်လာပေါ့ဟာချစ်တာပေါ့သူ့သားကိုဟုတ်လားအကုန်လုံးအဲ့လိုအသေးစိတ်ရှင်းပြတော့မှမင်းကြီးကနားလဲပြီးတော့မဏိကာတဲ့အဲ့ဒါလို့ရှင်ရွှေကြရဲရရှိကိုယူခဲ့အလုတုံဆိုတော့သူ့ရဲ့ခရင်ကိုဆေးတယ်နော်ခရင်ဆေးပြီးတော့အပေါ်ယုံကိုလက်ကတော်လေးထိုးပြီးတော့မြတ်စွာဘုရားရှိရာကိုနော်လက်အုပ်ချီဒူးလေးတုပ်ပြီးတော့ နမောတတဗဂဝတောအရဟတောတမတံဗုဒ္ဓတ္တလို့သုံးချိန်မြတ်စွာဘုရားကိုရှိခိုးတယ်တဲ့ဟုတ်လားအဲ့တော့အဲ့ဒီပိယဇာတိကသုတ်တံဒါကဘုံဘုံအနှစ်ချုပ်ပြီးတော့ပြောတာပါအဲ့ဒီသုတ်တံလေးထဲမှာဘုံဘုံတို့အတွက်နောက်တော့ကမဖြစ်ချင်ကြတဲ့ပုံကိုယ်တွေအတွက်နောက်တော့ကရဲ့အကြောင်းတရားကိုနောက်ဖေရှားမယ်ဆိုရင်တော့ကရဲ့အကြောင်းတရားဟာဘာလဲဆိုတဲ့နောက်အဖိုးတံအဖြေတစ်ခုကိုမတွေ့ရဘူးလားတွေ့ရတယ်နော်ပထမ အတ္တဒီပါသုတ်တံအရာတောကရဲ့အကြောင်းတရားကိုဘာလို့ပြောတော့တက္ကာယဒိဋ္ဌိထင်ရှားသူဟာသူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့ယုံနဲ့အဆူဝေးကိုငါလို့ထင်နေတဲ့အထင်မှအဲ့ဒါတောကဖြစ်ခြင်းရဲ့အကြောင်းပဲဟုတ်လားအခုပြောတာကကိုယ်ခန္ဓာကိုယ်နဲ့တကွာပတ်ဝန်းကျင်တစ်ခုလုံးကိုနော်ချစ်ခင်တာမျက်နိုးတာတရှိသမဲ့အရာတွေအလုံးကိုသက်ဆိုင်တယ်လို့ထင်တဲ့အရာတွေရဲ့ပုံမှာချစ်ခင်တာမျက်နိုးတာတရားကိုကောက်ရင်တော့လောဘပေါ့နော် ဒီလောဘကိုဘာလို့မြတ်စွာဘုရားဒီမှာဟောတော့ပௌကပတိဒေဝဒုက္ခဒေါမနတဥပါယတာယအကြောင်းတရားလို့အဲ့လိုဟောတယ်ဟုတ်လားအဲ့လိုဆိုရင်အကြောင်းတရားနှစ်ခုနော်ဒီချစ်ချင်းဟာဆင်းရဲတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နော်တချို့လူတွေရဲ့နှုတ်ပြားမှာရနေတဲ့ပါဠိတော်လေးတွေရှိတယ်မပိယတော်ဇာတိတောကပိယတော်ဇာတိပြန်ပိယတော်ဝိပမုဒ္ဒတာနတ္ထိတောကကုတော်ပြန်ဟုတ်လားချစ်ချင်းကြောင့်ဆင်းရဲရတယ်ချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းကြောင့်ဘေးတွေဖြစ်ရတယ် ော့ချစ်ချင်းကင်းလွတ်နေတဲ့ပုံကိုယ်တွေဘယ်မှာလာပြီးတော့စိုးရင်ချင်းတွေဘေးတွေဖြစ်မဲ့တော့အဘေမာတော်ဇာယတိတောကောကာမတော်ဇာယတိတောကောရတ္တိယဇာယတိတောကောတဏှာယဇာယတိတောကောနော်ဘေမာတော်မထူးဒီလောဘကိုပဲပြောတာပဲချစ်ခင်မှုမြတ်နိုးမှုကာမတော်နော်ကာမဂုဏ်အာယုန်နဲ့အဲ့ဒီကာမဂုဏ်အာယုန်ကိုလိုချင်တဲ့လောဘကာမကြောင့်နော်စိုးရင်ညာနော်ရတ္တိယနှစ်သက်မှုမြတ်နိုးမှုတဏှာယဆွဲမဲ့မှုဟုတ်လားအကုန်လုံးတရားကိုကောက်လိုက်ရင်ဘာတွေ့ရော လောဘပေါ့နော်အဲ့တော့ဘုန်းဘုန်းတို့ဒီဒုတိယပိုင်းလေးမှာနော်တောကရဲ့အကြောင်းတရားကိုရှာလိုက်တော့ဘာတွေ့တော့ချစ်ချင်းဆိုတဲ့လောဘကိုတွေ့ရတယ်နော်အတ္တဒီပါတုတ်တံအရနော်တက္ကာယဒိဋ္ဌိဆိုတဲ့နော်တောကရဲ့အကြောင်းတရားကိုတွေ့ရ